بسم الله الرحمن الرحيم نحمده ونصلي على رسوله النبي الكريم أما بعد الحمد لله الله سبحانه وتعالى يجيز دونه جنورو تعليم القرآن علمي بيجي تنتوى إسلام بنيتش أمي في أسيزي أباي تيا چوسة ليغو تنسى ثولوين بيني بي في باره جنبا مالي جنورو زيغو يوشي نيري ميغون ويتهيغا ميغون خنقوغو جنورو يويچه تابارة ်ဒီမိကုံးလေးကိုဖြေချပေးမဲ့ဆရာနှစ်ပါးကိုလည်းဖြေချထားပါတယ်တပါးကတော့ကျွန်တော်တို့ကျောင်းတော်ကြီးရဲ့ဟာဒီသ်အတန်းပြဆရာတဦးဖြစ်တဲ့ဟဇရတ်မော်လနာမူဖတီဥစမန်ကာစီမီဆာဟိဘဖြစ်ပါတယ်နောက်တစ်ပါးကလည်းကျွန်တော်တို့ကျောင်းတော်ကြီးရဲ့ဟာဒီသ်အတန်းပြဆရာတဦးဖြစ်တဲ့ဟဇရတ်မော်လနာမူဖတီဥဘိုင်ဒူလာကာစီမီဆာဟိဘဖြစ်ပါတယ် پتھما میگوں کو ر سیہ مفتی عثمان کا پھیر جا پے ماں پھٹ بارے سیہ کھمیا کلی میفا بی بی چے اذان نہ می باگا گونا ٹھائ با دلا اپی ایکامت با تین لو با دلا جا پے با سیہ محمد خالد لبدیم یو بگوٹائی بسم اللہ الرحمن الرحیم

پیک ہے دلو تمرمیا صلی اللہ علیہ وسلم کو رائے بیبی بی میرو امام حسن بن علی رضی اللہ تعالی عن وہ پوارے اچھے ماں نار ہے ماں تمرمیا صلی اللہ علیہ وسلم کو رائے ازان پیک ہے رفی پی بات دی کھلی مو پیچھے ناتھے ماں ازان پیارے یہ جگہ ဒီကလေးဟာဒုနယလောကကိုရောက်ရှိလာတဲ့အခါမှာပထမဦးဆုံးသူ့ရဲ့နာထဲမှာအလ္လာဟ်ရှင်မြတ်ရဲ့နာမတော်ရောက်ရှိသွားဖို့တော်ဟီဒ်ကိုကလေးရဲ့နာထဲမှာအရင်ဆုံးပို့ခြင်းဖြစ်ဒုတိယတစ်ချက်ကတော့အဇန်အတန်ကြားပြီဆိုရင်ရှိုက်တန်ပြီးတယ်ရှိုက်တန်ကမွေးဖွားလာတဲ့ကလေးကိုသူအနောက်ဆက်ပေးတယ်အဇန်ပေးလိုက်တယ်ဆိုရင်သူကပြီးတယ် شاہ عبد العزیز دہلوی رحمت اللہ علیہ تھا مارو تو نے نے تین دے دی ازان گا نمازی جنازہ تو پھر پلو لے سوئیں لوٹیو کا کوئی لوں دعا بھی سوئیں نمازی جنازہ پچا دے جنازہ نماز پر رہے کھا جائیں ازان دی اکامت دی مشیو ایدہ تو تو ہے اللہ موئی رہے گا نی ازان دی اکامت پی جی پھر အဇာနဲ့အီကာမတ်ပေးတဲ့ပုံစံကတော့ခလေးကိုလက်နဲ့ချီလိုက်မယ်ချီပြီးလို့ရှိရင်ကိဗလာဘက်ကိုလှည့်ပြီးတော့မှခလေးရဲ့ညာဘက်နားမှာအဇန်ပေးမယ်ဟိုင်ယာလာဆလာဟိုင်ယာလာဖလာရောက်တဲ့ခါကျရင်ဘယ်ဘက်တီညာဘက်တီကိုလည်းလှည့်ပေးရမယ်ဟိုင်ယာလာဆလာဖိုင်ညာဘက်ကိုဟိုင်ယာလာဖလာဖိုင်ဘယ်ဘက်ကိုလှည့်ပေးရမယ် အကြောင်းကြီးငယ်မရှိပဲအဲ့ဒီအဇန်ကိုအဆိုင်ငံ့ခြင်းဒါဖီကာဆောင်းတွေထဲမှာတော့မနာစစ်နဟီဟဲ့ဒါလောက်ပဲရေးထားတယ်မတင့်တော့ဟိုဂုဏဖြစ်သွားတာမဟုတ်အဲ့တော့အကြောင်းကြီးငယ်မရှိဘူးဆိုတာအမျိုးသားမရှိနေဘူးဒီမှာတယောက်မှအမျိုးသားမရှိနေဘူးဆိုရင်အမျိုးသမီးလည်းအဇန်ပေးလိုက်လို့ရတယ် ဒီကစောင်းတီထဲမှာကျွန်တော်တို့ဆရာကတော့ဗာရေးလဲဆိုတော့ဟိုမီးဖွားတဲ့မိနေတဲ့က तू ကမွတ်စလင်ဖြစ်တယ်ဆိုရင် तू လဲအဇန်ပေးတတ်တယ်ဆိုရင် तू ပေးလိုက်လဲရဆိုတော့အဲ့လိုအကြောင်းကြီးငယ်မရှိဘဲနဲ့ဆိုင်းငံ့နေဆိုရင်တော့မူနာစစ်နဟီလို့ပဲရေးထားတယ်မတင့်တော့ဘူးသူ့ကိုချက်ချင်းအဇန်ပေးဖို့အတွက်စူးစမ်းရမှာဖြစ်ပါတယ်ဒုတိယမိကုံးကိုတော့ဆရာဦးဘိုင်ဒူလာကဖြေချပေးမှာဖြစ်ပါတယ် ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မှာလက်ရှိနေထိုင်တဲ့ကိုရဲမင်းထက်ကမိထားပါတယ်ခရီးသွားတဲ့အခါဖရက်စ်နရဝကာအဘဲဖတ်ရမယ်လို့တီးရပါတယ်တကယ်လို့အပြည့်ဖတ်မိသွားတဲ့ဆိုရင်ကစွာပြန်ဖတ်ဖို့လိုပါသလားကစွာပြန်ဖတ်ရမယ်ဆိုရင်လည်းအပြည့်ဖတ်ရမလားနရကာအဘဲဖတ်ရမလားခင်ဗျာခရီးရဲ့အတွင်းမှာမဖတ်မဖတ်ဖြစ်လိုက်လို့နေရပြန်ရောက်မှာ တစွာပြန်ဖြစ်ရင်ကိုအပြည့်ဖတ်ရမလားနရကပဲဖတ်ရမလားခမညာခยีအကွာဝေးနဲ့ခยีသွားရက်ကြာချင်းတတ်မှတ်ချက်ရှိရင်လေပြောပြပေးပါဆရာခยีသွားနမတ်နဲ့ပတ်သက်ပြီးအတိအကျလေးတိချင်လို့ပါဂျဇာကောလောကျေးဇူးတင်ပါတယ်ဆရာဘစ်မ illah ရာဟ်မန်ရာဟီမ်ဟာမီဒွန်ဝမုဆလီယာဝဘီလာဟီတောဖီကအဲ့တော့လူတယောက်က မိမိရဲ့ရွာဒေသကနေ48မိုင်သို့မဟုတ်48မိုင်ထက်ဝေးတဲ့အကွာအဝေးတစ်ခုကိုသွားမယ်ဆိုတဲ့နီယက်နဲ့ထွက်လာတယ်ဆိုရင်အဲ့ဒီသူကိုရှရီမူဆာဖီလို့ခေါ်အဲ့ဒီသူကိုရှရီအတ္တရာခရီးတယ်လို့ခေါ်အဲ့တော့ရှရီမူဆာဖီတယောက်ကရှရီအတ္တရာခရီးတယ်တယောက်ကအဲ့ဒီခရီးတဲ့ဘဝမှာသူဟာဘေးချိန်သူမိမိမျိုးရွာဒေသရဲ့ဆင်ခြေဘုံကနေထွက်လာပြီး

တရှဟုတ်ဖတ်လိုက်ဖတ်လို့ရတဲ့အတိုင်းသာတော့တရှဟုတ်ဖတ်ပြီးတဲ့အတိုင်းသာတော့အတိုင်းသာတော့ကိုင်တာထိုင်ခဲ့သလားကဲဒီသူကိုင်တာထိုင်ခဲ့တယ်ကိုင်တာထိုင်ခဲ့လို့ဆိုရင်နောက်ဆိုရကတ်မှာသူဟာစဂျီဒါဆာဝဲလို့လိုက်တယ်ဆိုရင်သူရဲ့နမတ်ကဆဟီဖြစ်သွားမှာပိုင်သွားမှာအကဲဒီသူနောက်ဆုံးရကတ်မှာစဂျီဒါဆာဝဲမလုံမိဘူးစဂျီဒါဆာဝဲမလုံမိဘူးဆိုရင်သူသတိရတယ်ဆိုရင်အချိန်အသွင်းမှာသတိရတယ်ဆိုရင်အဲ့ဒီနမတ်ကိုဒီကဆာနမတ်ကိုပြန်ပြီးအာဒါလို့ပြန်ဖတ်ဖို့ကဝါဂျစ်ဖြစ်အကဲ၍

တော့ဒုတိယရကန်ဒီရဲ့ကိုင်ဒါဒီမူဆာဖစ်တို့ဒါဖရက်စ်ကိုင်ဒါဖြစ်တယ်နောက်ဆုံးကိုင်ဒါဖြစ်တယ်တဲ့ဒုတိယရကန်မှာသူကကိုင်ဒါမထိုင်ခဲ့ဘူးဆိုရင်သူဟာနောက်ဆုံးရကန်မှာစဂျီဒါဆာဟဝဲလို့လည်းသူရဲ့နမတ်ပိုင်မှာမဟုတ်ဘူးအဲ့ဒီနမတ်ကိုပြန်ဖတ်ဖို့အရေးကြီးတယ်အချိန်ကျော်ဝိုင်းရင်လည်းအဲ့ဒီနမတ်ကိုကတ်စွာပြန်ဖတ်ဖို့အရေးကြီးတယ်အဲ့လိုမူဆာဖီရ်တယောက်ကသူခရီးတဲ့ဘဝမှာကဆန်နမတ်တခုခုကိုသူကဇွာလုပ်ခဲ့မိတယ်ကဇွာလုပ်ခဲ့မိတော့သူမဖတ်ပဲလှုပ်ခဲ့မိတယ်ဆိုရင်သူဒီဒီမူဆာဖီရ်ခရီးတဲ့ဘဝမှာပဲ အဲ့ဒီကဆာနမတ်ကိုအဒါလုပ်ပြီးဖြစ်စေတို့မုံမိမိရဲ့ရွာကိုရောက်ပြီးမှအဲ့ဒီကဆာနမတ်ကိုကဆွာပြန်လုပ်ပြီးဖြစ်စေသူကဆာနမတ်ကိုပဲကတော့ကဆွာလုပ်အောင်နရကတ်ကိုပဲကဆွာလုပ်အောင်တဘောကသူကဆာနမတ်ကိုကဆွာလုပ်ခဲ့တယ်ဆိုရင်မိမိရဲ့ရွာကိုပြန်ရောက်ရင်လည်းပဲဒီနရကတ်ကိုပဲကဆွာဖတ်ရမယ်လေးရကတ်ဖတ်ကြမလို့အဲ့လိုပဲလူတယောက်ကမိမိရဲ့ရွာမှာမိမိရဲ့ရွာမှာရှိတဲ့ချိန်နမတ်တစ်ခုခုကိုလေးရကတ်နမတ်တစ်ခုခုကိုကဆွာဖြစ်ခဲ့တယ်ဆိုရင် သူစဖာမတ်သူအားရတယ်ခကြီးသွားတဲ့ချိန်တနေရာမှာသူအားနေတဲ့တော့ကြောင့်အဲ့ဒီမုကင်ဘွားမှာသူရက်ရွာမှာရှိတဲ့ချိန်မှာလွတ်ခဲ့တဲ့နမားလေးရက်အတူသူကာဇွာဖတ်ချင်တယ်ဆိုရင်လည်းပဲသူခကြီးတဲ့ဘွားမှာရှိနေတဲ့သူနရကတ်ဖတ်လို့မရမုကင်ဘွားမှာလွတ်ခဲ့တဲ့မုကင်ရဲ့အဖြစ်မှာလွတ်ခဲ့တဲ့နမားကိုစဖာရဲ့အချိန်နေမှာသူကာဇွာဖတ်ရဆိုရင်မုကင်နမားကိုပဲဖတ်ရမှာဖြစ်တယ်အဲ့လိုပဲစဖာခကြီးသွားတဲ့အခါမှာဆွန်နတ်နဲ့ပတ်သက်ပြီးတော့ဆွန်နတ်နမားဒီနဲ့ပတ်သက်ပြီးတော့ ဘယ်လိုအမိတ်ပညာချက်တွေရှိတယ်လဲအဲ့တော့ပညာရှင်တွေအမိတ်ရှိတယ်ဖီကာပညာရှင်တွေအမိတ်အမိတ်ရှိတယ်ခရီးသွားတဲ့အခါမှာအချိန်တွေမလွယ်ဘူးခက်ခဲနေတယ်ဆွန်နတ်ဖတ်ဖို့အတွက်အချိန်မရဘူးဆိုရင်အဲ့လိုအချိန်တွေမှာဖဂျာနမာဇ်ရဲ့ဆွန်နတ်ကလွယ်ပြီးကျန်တဲ့နမာဇ်တွေကိုဆွန့်လုံခင်ကိုရှရီယတ်ကပေးတယ်ဒါပေမဲ့ခရီးမှာကိုအေးအေးဆေးဆေးတနေရရာရောက်သွားပြီးအေးအေးချမ်းချမ်းနဲ့ရှိသွားပြီးအချိန်လည်းရတယ်ဆိုရင်အဲ့လိုအချိန်တွေမှာဆွန်နတ်နမာဇ်တွေကိုလည်းဖတ်တင်တယ် تابی میں سنت مارو قصر مشی لیر کر چیرے سنت گو لیر کائد فائم نرگر چیرے سنت گو لیر کائد فائم ایلو بیتو نوڑو تکو دری تھا ما مسافر گا قصر فائم نابی میں ایڈی مسافر گا کھئی تو آنے یہ نتنیا یا ما امام یا نو ما یک وگا امام یا نو ما مقتدی پی نتو نماز پا رسوی امام یا اتبالو رہنی نے لیر کائد بیتو لا یا ما پی رسو بھی پنیاشی تیم جا جا کتیا میگوں گورو سیا مفتی عثمان گا پھی چاپی ماب چے بارے ကိုအောင်မင်းမြစ်ကမေးထားပါတယ်မေးစရာလေးတစ်ခုရှိလို့ပါဆရာကျွန်တော်အပါနောက်ဆုံးအချိန်မှာအကျွေးပေးရမယ့်သူတွေကိုစည်ရင်းနဲ့တကွရေးပေးခဲ့ပါတယ်ဆရာအဲ့ဒီအထဲမှာနောက်ဆုံးပေးရမယ့်သူတွေကိုရှာပြီးပေးပါတယ်ဆရာတချို့သူတွေကတော့ဘေးဒင်းတွေဖြစ်ပါတယ်ဆရာဘလို့မှရှာလဲမတွေ့ဘူးဆရာပေးရမယ့်သူတွေရဲ့ပစ္စည်းတန်ဖိုးကိုအပါကအတိအကျမှားသွားပါတယ် ဆရာအဲ့ဒီလူတွေကိုရှာလို့မရဘူးဆရာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအစ္စလမ်တရားတော်မှာဘယ်လိုပြသထားပါတယ်လဲဆရာဘယ်လိုဆက်ပေးရမလဲဆရာကျေးဇူးပြုပြီးဖြေကြားပေးပါဆရာအလ္လာဟ်ရှင်အစားပေးသနာတော်မူပါစေဘစ်မစ်လာဟီရာဟ်မာနီရာဟီမ်တွားအကျွေးပေးရမယ့်အကျွေးရှင်တွေကိုရှာလို့မတွေ့တော့ဘူး ဒါမှမဟုတ်ရင်လည်းအကျွေးရှင်တည်ဆုံးသွားပြီ၎င်းရဲ့အမွေစားအမွေခံဒီတော့ရှိနေတဲ့တို့တော့အဲ့ဒီ၎င်းရဲ့အမွေစားအမွေခံနေနဲ့လည်းပဲအဆက်အသွယ်မရဘူးအဲ့တော့အဲ့ဒီအချိန်မျိုးမှာအကျွေးရှင်ကိုပေးရမယ်အဲ့ဒီအကျွေးပမာဏကိုဆဝါပြည့်နီယက်မပါပဲနဲ့ဇကာစားထိုက်တဲ့သူတူအူအူကို ဆဒကာလူဒန်းလိုက်ရမှာဖြစ်ကဲအမွေစားအမွေခံတွေအကျွေးရှင်ရဲ့အမွေစားအမွေခံတွေရှာတွေ့သွားရင်တော့သူတို့ပေးလိုက်ရမှာပေါ့ဆရာကသူ့အနေနဲ့အလားဘလို့မှရှာလို့မတွေ့တဲ့ခါကျတော့ဆဝါကဲနီယတ်မပါဘဲနဲ့လူဒန်းလိုက်တယ်ဆိုရင်အကျွေးရှင်ကမွတ်စလင်မဟုတ်ဘူးဆိုရင်အကျွေးရှင်ကမွတ်စလင်မဟုတ်ဘူးဆိုရင်လည်းပဲအဲ့ဒီလူဒန်းလိုက်တဲ့ပုံမှာ သူ့ရဲ့အဖေပေါ်မှာရှိနေတဲ့အကျွေးတောင်းဝန်ကခြေပြွန်သွားမှာဖြစ်အကယ်၍အဲ့လိုလူတန်းလိုက်တဲ့ပုံစံမှာအကျွေးရှင်ကမွတ်စလင်ဖြစ်နေတယ်ဆိုရင်တော့အဲ့ဒီအကျွေးလူတန်းလိုက်တဲ့ပုဂ္ဂိုလ်ရဲ့တောင်းဝန်ခြေပြွန်သွားတဲ့အပြင်ကိုအဲ့ဒီအကျွေးရှင်ဖြစ်တဲ့မွတ်စလင်ကအဲ့ဒီဆဒကာလူတန်းလိုက်တဲ့ဆဝါကိုအင်ရှာလာရရှိသွားမှာဖြစ်အကယ်၍အဲ့ဒီငွေကြေးကို လာအကျွေးရှည်ရှာမသေးတော့ဘူးဆိုပြီးတော့မလူထမ်းပဲနေမယ်ဆိုရင်တော့ကေယမနစ်မှာသရေစစ်စီခြင်းခံရမှာဖြစ်နောက်တစ်ခုကအဲ့ဒီလူထမ်းပြီးတဲ့နောက်မှာမှအကျွေးရှင်ကရောက်လာတယ်ဆိုရင်အဲ့ဒီအကျွေးရှင်ကို လူထမ်းလိုက်တယ်ဆိုတဲ့အကြောင်းဟလာဆဝါကိုခင်များရဝမယ်ဆိုပြီးတော့အကျွေးကိုမော့ဖလုတ်ပေးဖို့အတွက်သူ့ကိုပြောဆိုကြည့်ရမယ်ဒါပေမဲ့သူကအကျွေးပဲပြန်တောင်းနေတယ်ဆိုရင်တော့ သူ့အနေနဲ့ခမည်းစီကသူ့ရပိုင်ခွင့်အကျိုးကိုတောင်းခံခွင့်ရှိတယ်ခမည်းလည်းပြန်ပေးရမှာဖြစ်စရုတ်ထမေခွန်းကိုတော့ဆရာဥဘယ်ဒူလာက ဖြေချပေးမှာဖြစ်ပါတယ်ဂျနာဇာနမတ်မှာအီမမ်ကစရုတ်ထအကျိန်တက်ဘီဆိုဖို့မိပြီးဆလံလှဲလိုက်တယ်ဆိုရင် ပြန်ဖတ်ဖို့လိုလားဆရာမရက်ကို မြုံနံပြီးသွားပြီးဆိုရင်ကိုဘယ်လိုလုပ်ရမလဲဆရာ بسم الله الرحمن الرحيم အဲ့တော့ဂျနာဇာနမတ်မှာတက်ဘီလေးချိန်ဒီအဖရက်စ်ပစ်အဲ့ဒီတက်ဘီလေးချိန်ကိုမေးလျော့ပြီးတော့လွတ်သွားပြီဖြစ်စေတမင်နဂါလွတ်ပြီဖြစ်စေတက်ဘီလေးချိန်မပြည့်ဘူးဆိုရင်အဲ့ဒီဂျနာဇာနမတ်ဆွဟီဖြစ်မှာမဟုတ်ဘူးအဲ့တော့ဂျနာဇာနမတ်မှာအီမမ်ကမေ့ပြီးတော့တက်ဘီ၃ချိန်ပဲဆိုလိုက်၃ချိန်ဆိုပြီးဆလမ်လှည့်လိုက်ဆလမ်လှည့်ပြီးမှသူဒရီရရဲဆိုရင်ဇရုထားမြောက်တက်ဘီကိုဆိုပြီးတော့သူဆလမ်ပြန်လှည့်လိုက်ရမယ်ဆိုပြီးဖီကာပညာရှင်နဲ့မေ့ရှိတယ်သူရဲ့နမတ်ဆွဟီဖြစ်သွားတယ် အကယ်၍သူတက်ဘီတုံးနေဆိုပြီးဆလမ်ထည့်လိုက်တယ်သူတတိမရှိဘူးအဲဒီနောက်မှာဒီမယက်ကိုဒီမယက်ကိုမြှုပ်နှံလိုက်တယ်မြှုပ်နှံပြီးနောက်ပိုင်းမှာတတိရဂျနာဇာနမတ်ဖတ်တော့တက်ဘီတုံးချိန်ပဲရှိခဲ့တယ်ဆိုရင်အဲ့လိုအချိန်မှာဖီကာပညာရှင်တွေအမေ့ရှိတယ်အကယ်၍ဒီမြှုပ်နှံလိုက်တဲ့မယက်ဒီပုတ်ပွားခြင်းမရှိသေးဘူးဖောင်းပွားခြင်းပုတ်ပွားခြင်းမရှိသေးဘူးဆိုရင်အဲ့ဒီကဘာမှာပဲဂျနာဇာနမတ်ကိုပြန်ဖတ်လိုက်ရမှာဖြစ်တယ်ဒါကလည်းဘာကိုအခြေခံတယ်လဲဆိုတော့ ပညာရှင်တွေက၃ရက်လို့တတ်မှတ်တယ်ပုတ်ပွားခြင်းကိုဒါကဘာကိုအခြေခံတယ်လဲဆိုတော့နေရာဒေတာပေါ်မှာမူတည်ပြီးတော့ယာဒီဥဒုပူချင်းအေးချင်းပေါ်မှာမူတည်ပြီးတော့ဒါအကွဲကွဲပြားမှုရှိတယ်တချို့ဒေတာမှာအေးတယ်တချို့ဒေတာမှာပူတယ်အဲ့တော့ပူတဲ့ဒေတာမှာဆိုရင်တော့မမြန်ပဲပုတ်ပွားသွားတယ်အေးတဲ့ဒေတာမှာဆိုရင်နည်းနည်းကြတယ်အဲ့တော့မမီရဲ့ဂါလိပ်ကဂူမန်အသွေးအမြင်ကလွှမ်းမိုးတယ်ဒီမယစ်ကပုတ်ပွားသွားပြီဆိုရင်တော့အဲ့လိုအခြေအနေမျိုးမှာဖီခါပညာရှင်တွေအမဲရှိတယ်အဲ့ဒီကဘာပေါ်မှာလည်း ဂျနာဇာနမတ်ဖတ်ခွင့်မရှိတော့ဘူးအဲ့ဒီချိန်မှာတစ်ခုပဲလောရမယ်တောဘာအစ်စတိဂ်ဖာလောရမယ်ဆိုပြီးပညာရှင်နေမိရှင်အစ္စမာမေဘုံကိုရောဆရာမုဖတီအူစမန်ကဖြေကြားပေးမှဖြစ်ပါတယ်နေကာလုံးနဲ့အမျိုးသားကမလေးရှားမှာပါဆရာမြန်မာပြည်ကအမျိုးသမီးနဲ့အွန်လိုင်းနေကာလုံးချင်းလို့ဘယ်လိုလုပ်ရမလဲလုံးပုံလုံးနီးလေးအကျယ်တဝင့်ရှင်းပြပေးပါဆရာ ခုအမျိုးသားတအူးနဲ့အမျိုးသမီးတအူးနဲ့နေကာလုံးမယ်ဆိုရင်အခုကျွန်တော်တို့စီမှာနေကာလုံးနေတဲ့ပုံစံနေကာထိမ်းမြားမဲ့ထိုင်ဝိုင်းမှာအမျိုးသားတအူးရှိမယ်နေကာလုံးမဲ့အမျိုးသားရှိမယ်နောက်တက်တီနှစ်အူးရှိမယ်နောက်အမျိုးသမီးရဲ့အုတ်ထိန်လိုပူဇလဲတအူးရှိမယ်ဒီလေးဦးပေါ့ တက်တေနှူးရဲ့နေကာလုံးမဲ့အမျိုးသားရဲ့အမျိုးသမီးရဲ့ဝကီအုတ်ချင်းလူကိုစလက်တအိုးရှိမယ်။နောက်နေကာဖတ်ပေးတဲ့ဆရာရှိပါဘူး။ဒါတော့အဲ့ဒီလူလေးဦးနဲ့တကွအဲ့နေကာဖတ်ပေးနေတဲ့ဆရာကနေကာဖတ်တဲ့ခါကျရင်ဒီလူလေးဦးလုံးကအီဂျာဘ်လုပ်တဲ့လူနဲ့ကဘူလုပ်တဲ့လူနဲ့နောက်တက်တေနှူးနဲ့ အဲ့ဒီ majlis တစ်ခုထဲမှာထိုင်ဝိုင်းတစ်ခုထဲမှာရှိနေဖို့အရေးကြီးတယ်။ဒိစကားတွေအားလုံးကိုကြားသိရဒီအတွက်ကြောင့်အခု online နဲ့ညီကလောက်မယ်ဆိုရင်အမျိုးသားကတနေရာမှာအမျိုးသမီးကတနေရာမှာအခုဆိုရင်တော့အမျိုးသားကမလေးရှားမှာအမျိုးသမီးကမြန်မာနိုင်ငံမှာအဲ့ဒီလိုဖြစ်တယ်ဆိုရင် သူတို့က online နဲ့ပဲဖြစ်ဖြစ်ဖုန်းနဲ့ပဲဖြစ်ဖြစ် video call နဲ့ပဲဖြစ်ဖြစ်သူတို့အချင်းချင်းပဲနေကလုံးလိုက်လို့မပိုင်ဘူးဘာလို့မပိုင်လဲဆိုရင်သူတို့ကထိုင်ဝိုင်းတစ်ခုထဲမှာမရှိကြဘူးအဲလုံးလုံးပိုင်တဲ့ဏီကဘာလဲဆိုတော့အခုဒီမိထားတဲ့ပုံစံမှာဆိုရင်ဟလာအမျိုးသမီးကမလေးရှားမှာရှိနေတဲ့သူ့ရဲ့ဆွေမျိုးသားချင်းတော်လည်းကောင်းသူတို့နဲ့ပတ်သက်နေတဲ့လူတယောက်ကိုတော့လည်းကောင်း working ခံလိုက်ရတယ် အမျိုးသမီးရဲ့ကိုယ်စားလှယ်အဖြစ်နဲ့ခန့်လိုက်ရမယ်အဲ့လိုခန့်ပြီးတဲ့နောက်ပိုင်းမှာဒါကိုဘယ်လိုခန့်မလဲဆိုတော့ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်အဲ့ဒါ online နဲ့ပဲဖြစ်ဖြစ် video call နဲ့ပဲဖြစ်ဖြစ်သူကအဝကီသူခန့်လိုက်ရမယ်ခန့်ပြီးလို့ရှိရင်အဲ့ဒီဝကီကမလေးရှားမှာရှိတဲ့အမျိုးသားနဲ့နောက်တက်တေနှုံးနဲ့နောက်နေကဖတ်ပြီးတဲ့လူနဲ့ထိုင်ဝမ်သူ့ဖုန်းထဲမှာထိုင်ပြီးတော့နေကဖတ်လိုက်မယ်ဆိုရင်တော့အဲ့ဒီနေကပိုင်သွားနေကပိုင်သွား အဓိကတော့နေကပတ်တဲ့ထိုင်ဝိုင်းမှာဟလာအမျိုးသားရဲ့အမျိုးသမီးရဲ့တက်တဲ့နှူးရဲ့အဲ့ဒီထိုင်ဝိုင်းမှာရှိနေရအဲ့လိုမဟုတ်ပဲနဲ့အမျိုးသားဘက်ကလည်းတက်တဲ့တယောက်ထားတယ်ဝကီတယောက်ထားတယ်တက်တဲ့မို့ဝကီတယောက်ထားတယ်အမျိုးသမီးဘက်ကလည်းဝကီတယောက်ထားတယ်အမတက်တဲ့နှူးရှိတယ်ဆိုရင်လည်းပဲထိုင်ဝိုင်းတစ်ခုထဲမှာအဲ့လိုနေကဖိုင်ရင်လည်းနေကဖိုင်သွားမှာဖြစ်တယ်စထမမေဝုံကိုရောဆရာဥဘိုင်ဒူလာကဖြေချပေးမှာဖြစ်ပါတယ် အလ္လာရှင်မြတ်ကဒူအာလုပ်ဖို့တောဖီးပေးလိုက်တာကိုကဒူအာကဘူဖြစ်သွားတာနဲ့အတူတူပဲလို့ပြောတာကြားရလို့ပါဆရာအဲ့ဒါမှန်ပါသလားဘစ်မ illah ရာဟ်မန်ရာဟီမ်ပထမဆုံးကျွန်တော်တို့တည်ထားရမှာကအလ္လာတလာဒူအာကဘူလုပ်တဲ့ပုံသဏ္ဍာန်၃မျိုးရှိတယ်တစ်ခုကဘာလဲဆိုတော့ဘန္တာကဘယ်အရာကိုတောင်းခံတယ်လဲအဲ့ဒီအရာကိုအလ္လာတလာချီးမြှင့်ပြီးတော့သူ့ရဲ့ဒူအာကိုကဘူလုပ်လိုက် သူရဲ့ဒုအားကိုအလ္လာဟ်တာလာလက်ခံလိုက်ဒုတိယပုံစံကမန္နာပေါ်မှာမူစီဘတ်ဒီလာဖို့ရှိတယ်မန္နာပေါ်မှာမူစီဘတ်ဒီတတ်မှတ်ထားတို့တော့အလ္လာဟ်တာလာကဒီဘန္ဒာရဲ့တောင်းခံတဲ့ဒုအားကိုအကြောင်းခံပြီးတော့သူ့ပေါ်မှာလာမဲ့သူ့ပေါ်မှာကြာရောက်လာမဲ့ဒီမူစီဘတ်တွေကိုဘေးဒုက္ခတွေကိုဖယ်ရှားပေးလိုက်အဲ့လိုပုံစံနဲ့အလ္လာဟ်တာလာဒီဘန္ဒာရဲ့ဒုအားကိုကဘူလောက်အဲ့လိုပဲတတိယပုံစံကအလ္လာဟ်တာလာ ဘန္ဒာရဲ့ဒုအာကိုဘယ်လိုကဘူလောက်တယ်လဲဆိုတော့ဘန္ဒာရဲ့ဂုဏတွေကိုအလ္လာဟ်တာလာ မာဖလုပ်လိုက်တယ်ခွင့်လွှတ်ချမ်းသာပေးလိုက်တယ်ပြီးတော့ဒီဘန္ဒာကိုအာခိရတ်မှာဒီဒုအာကိုအကြောင်းခံပြီးတော့မြင့်မားတဲ့အဆင့်တန်းတွေကိုအလ္လာဟ်တာလာချီးမြှင့်လိုက်ဒီလိုပုံစံသုံးမျိုးနဲ့အလ္လာဟ်တာလာဘန္ဒာရဲ့ဒုအာကိုကဘူလောက်အဲ့တော့ခဏကမေခွန်းထဲမှာတင်ပြထားတယ်မေးမြန်းထားတယ်အဲ့တော့ဒုအာတောင်းဖို့အတွက်တောဖီးရခြင်းဟာဒါဒုအာကဘူဖြစ်ခြင်းရဲ့ဒါလက္ခဏာတစ်ခုလို့ဒါမှတ်ယူလို့ရဒါဒုအာကဘူဒုအာဒီဒုအာရဲ့ကဘူလီယတ်လို့ဒါမှတ်ယူလို့ရ بھائی لے سورو اللہ تعالیٰ کا بندہ گو دعا تاؤں بوتا توفیق پی رہے اللہ تو لڈو تو بندہ گا اللہ جیما دعا تاؤں نے سو گرے گا بندہ گا اللہ دعا تاؤں نے سو گرے گا بندہ اللہ یہ رحمت گو اللہ یہ راہمت گوا یقین تھا بھی وہ အလ္လာရဲ့မဒတ်ပေါ်မှာအလ္လာရဲ့အကူအညီပေါ်မှာယကင်ထားပြီးသူဒုအာတောင်းတာအဲ့တော့ဒီယကင်ကိုကဒုအာလက်ခံခြင်းခံရဖို့အတွက်အရေးကြီးတဲ့စီကံချက်တစ်ခုစီကံချက်တစ်ခုဖြစ်အဲ့လိုပဲပညာရှင်တွေဒုအာလက်ခံခြင်းခံရဖို့အတွက်တချို့တော့အချက်လက်တွေကိုတင်ပြကြတာနံပါတ်1အီခလာရှိရမယ်အီခလာစ်နဲ့တကွာအလ္လာတပါးရဲ့စီကနေပဲယကင်နဲ့တကွာအလ္လာချီးမြှင့်တယ်ဆိုတဲ့ယကင်ယုံကြည်ချက်နဲ့တကွာအလ္လာစီမှာဒုအာတောင်းနံပါတ်2အချက် အလျင်စလိုမရှိရဘူးအလျင်စလိုမပြရဘူးဒွာတောင်းခံတဲ့နေရာမှာအလတ်စီမှာအလတ်စီမှာဒွာတောင်းခံတဲ့နေရာမှာအော်ငါဒွာတွေတောင်းနေတယ်အခုဒီအလတ်ငါ့ကိုလက်မခံဘူးအဲ့လိုမျိုးအလတ်အလတ်ရဲ့ရဟမတ်ပေါ်မှာမျောလင်းချက်ကင်းမဲ့တာမျိုးအလတ်ပေါ်မှာမျောလင်းချက်ကင်းမဲ့တာမျိုးမဖြစ်ရဘူးနံပါတ်3အချက်နံပါတ်3အချက်နေနဲ့ဘန္ဒာဟာဟာရမ်ကိစ္စတွေကိုရှောင်အောင်ဟာရမ်ဒီနာဂျာအစ်တွေကိုရှောင်အောင်ဟာရမ်အစာအစာတွေကိုရှောင်အောင်ဒါမှသူ့ရဲ့ဒွာကအလတ်စီမှာအလင်းမြောက်ကဘူးဖြစ်မယ်အဲ့လိုပဲနံပါတ်4အချက် နံပါတ်၄ချက်နေနဲ့ဘန္တာဟာ नेक အာမာဒီကိုစောက်တည်တဲ့လူဖြစ်ရမယ်။ကောင်းတဲ့အာမာဒီကိုစောက်တည်ရမယ်။ကောင်းတဲ့အာမာဒီကိုစောက်တည်တဲ့လူရဲ့အဲ့လိုပဲအလ္လာရဲ့အာကာမ်ဒီပေါ်မှာအာမာလုပ်တဲ့သူရဲ့ဒူအာဒီအလျင်မြန်လက်ခံခြင်းခံရ။အဲ့လိုပဲဘန္တာဟာမိမိဒူအာကဘူလ်မဖြစ်မချင်းမိမိဒူအာပေါ်မှာပဲတောင်းဆိုလျက်ရှိရ။ဩငါရဲ့ဒူအာငါတောင်းနေတယ်တောင်းနေတယ်မရဘူးဆိုအဲ့ဒီဒူအာကိုစွန့်လွတ်လိုက်တာမျိုးမလုပ်ရဘူး။ မိမိတို့ဟာလောက်ခံခြင်းမခံရသေးမချင်းအလ္လာဟ်စီမှာဒီတို့ဟာကိုတောင်းခံရမယ်ဆိုပြီးပညာရှင်တွေတင်ပြတယ်။အင်ရှာလာဒီအချက်တွေပေါ်မှာကျွန်တော်လိုက်လာပြီးတော့တို့ဟာတောင်းမယ်ဆိုရင်ဒီဇိုင်းမမတ်နဲ့အလ္လာဟ်စီမှာတို့ဟာတောင်းမယ်ဆိုရင်ကျွန်တော်ရဲ့တို့ဟာကလောဟာကပူလ်ဖြစ်မှာဖြစ်တယ်။တပ်ပမမိဘုံကိုဆရာမူဖတီဥစမန်ကဖြေချပေးမှာဖြစ်ပါတယ်။ခန္ဓာကိုယ်ကနေတွေးထွက်ရင်ဝူစုပြတ်တယ်လို့တိထားလို့ပါဆရာ။နည်းနည်းလေးပဲထွက်ရင်လည်းပြတ်တာပဲလားဆရာ။ ဒါမှမဟုတ်အတိုင်းအတာတတ်မှတ်ချက်ရှိပါသလားဆရာဘစ်မလာရဟ်မာနီရဟီမ်တွေးထွက်ပြီးတော့မှခန္ဓာကိုယ်ကနေစီးွားတယ်ဆိုရင်တော့ဝုစုပြတ်သွားမယ်တွေးထွက်လာတဲ့အခါကျတော့အဲ့ဒီနည်းနည်းထွက်လာတော့အဲ့ဒီတွေးကိုတုပ်လိုက် နောက်တစ်ခါပြန်ထွက်လာတဲ့အခါပြန်တုပ်လိုက်မတုပ်ပဲနဲ့ထားတယ်ဆိုရင်တော့ဒီသွေးဟာ စီစဉ်သွားနိုင် လောက်တယ်လို့အဲ့လောက်ပမာဏရှိတယ်ဆိုရင်တော့ ဝစုပြက်သွားလိမ့်မယ်။ကဲမတုတ်ပဲနဲ့ထားရင်အဲ့ဒီလောက်ဟလာစီအဲ့စီစစ်သွားနိုင်လောက်တဲ့အထိပမာဏလောက်မဟုတ်ဘူးဆိုရင်တော့ဝစုပြက်မှာမဟုတ် အယ်လ်ဟမ်ဒူလ illah အခုလိုဖြေကြားပေးသွားတဲ့ဆရာနှစ်ပါးစလုံးကိုအလ္လာဟ်ဆူဘဟာနဟူဝတာအလာဒုနယာအာခီရတ်နဌာနစလုံးမှာဂျဇာအီခိုင်ကောင်းတော်စားချီးမြှင့်တော်မူပါစေကြီးစုနားဆင်နေတဲ့မိတ်ဆွေများကိုလည်းအလ္လာဟ်ဆူဘဟာနဟူဝတာအလာလက်တွေ့အမလုံးနိုင်တဲ့တော်ဖီစွာချီးမြှင့်တော်မူပါစေအင်ရှာအလ္လာဟ်ဒီတပတ်တော့ဒီလောက်ပါပဲလာမယ့်ပတ်မှာပြန်လည်ဆုံစည်းကြမှာဖြစ်ပါတယ်အစ္စလာမုအလัยကွမ်ဝါရဟမတုလ္လာဟီဝဘာရကာတူ